ဖိတ်တများအားလုံးပဲမင်္ဂလာပါရှင်ဖိတ်တများအားလုံးကိုကျမတို့ရဲ့ channel လေးကနေကြိုဆိုလိုက်ပါတယ်ကျမတို့ channel လေးကနေပရာလောကနေစိတ်ဝင်စားဖေးအောင်ဂမီယာဖြစ်ရဲ့စံကျယ်ဇလန်းကောင်းလေးတွေကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတင်ဆက်ပေးမှာကတော့ဆိုင်းကြီးဆရာမရင်းမဲကမလူရေးသားထားတဲ့ဘောမေစိန်နေတင်ញိုင်းထိတ်ကလူဆိုတဲ့ဇလန်းလေးရဲ့အစအဆုံးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် ဇလန်လေးမစားတင်မီကျမတို့ရဲ့ channel ကို like and subscribe လေးနှိပ်သွားဖို့နဲ့ဇလန်သိများစွာကိုမလွတ်တမ်းနားဆင်နိုင်ဖို့ဗီနာနိုတီခေါင်းလောင်းလေးကိုလည်းနှိပ်သွားပေးဖို့မေးပါနေရှင်။ဒါဆိုရင်ဇလန်လေးကိုကိုယ်ဝေးစတင်လိုက်ပါပြီ။ဒီနေ့မှာတော့ဖွားမေစင်ရဲ့နေစီကိုမောင်တူးနဲ့မောင်ဦးတို့အတူတူရောက်လာခဲ့ကြတယ်။ဟဲ့နေရောက်အဝေးစားတွေပါရင်းနဲ့ပေးသွားကြမလို့တော့။အဲလိုတော်ဝင်ကသူတို့နှစ်ယောက်ကိုမင်းငေါ်ကမီးတော့ထန်လျက်ခုံမှာဝင်ထိုင်မှုပြင်နေတဲ့မောင်တူးကဟာဗျာအရင်ပြောပုံကြီးရတယ် ကျိုးတို့ကအဝေးစားမွေးတဲ့ကောင်ကြီးတွေကြလို့ဗျာ။အဲ့ဒီလိုစူပေါ်ပေါ်မျက်နှာထားပြင်ပြောတော့ဒေါ်ဝင်းကသဘောချစွာနဲ့တဟားဟားဖြင့်ရီမောတော်တယ်။ရီမောလိုဝါလီမှာမဟုတ်ရပါဘူးဟဲ့။နင်တို့ကခါတိုင်းထက်ထူးနေလို့ပါ။ခါတိုင်းဆိုရင်စွတ်ကြဲအပြင်းနဲ့နင်းနေကြတဲ့ကောင်တွေကအခုကျတန့်လို့ပြန်လို့ဆိုတော့ဘဲကူများသွားမလို့တော့လို့မေးတာပါဟဲ့။ဟဲ့ဟုတ်တော့ဟုတ်သားဗျ။ကျိုးတို့တငယ်ချင်းတယောက်ရဲ့မင်္ဂလာဆောင်ဖိတ်ထားလို့သွားကြမလို့ပါအကြီးရဲ့။မင်္ဂလာဆောင်ကဘယ်မှာတော့ဟဲ့။ အင်းတိုင်ရွာမှာဗျ။အော်ဒါဆိုဘယ်နည်းကြာကြမှာလဲ။မကြပါဘူးအကြီးရာပွဲပြီးရနဲ့ပြန်ခဲကြမှာပါ။အဲ့ဒါဖွားကိုအချိုးချောင်းလာပြောပြတာ။တော်နေကျုပ်တို့ကိုလိုက်ရှာနေမှာစိုးလို့ပါဗျ။အေးပါကွယ်။သွားဆရာရှိတာသွားကြပါ။ဒီရဲ့ပိုင်းနဲ့ခီးထွက်เสียမရှိသေးပါဘူးကွယ်။ဟုတ်ကဲ့ပါ။ဒါဆိုကျုပ်တို့သွားတော့မေးဗျ။တော်နေဆိုနေရပို့ပူလာတော့မှာ။အေးအေးအေး။ဟဲ့နေကောင်။တီအောင်တောက်နေကြနေဦးနော်။ရွာလေးတေချာပြန်လာခဲ့ကြ။စိတ်ချပါအကြီးရ။ မောင်တို့နဲ့မောင်တို့ဖွားမေစိန်တို့ကိုနှုတ်ဆက်ပြီးချက်ဝိုင်းနေရနေထွက်သွားကြတော့တယ်။မောင်တို့မောင်နဲ့လည်းနေအင်တိုင်းရွာကိုထွက်လာခဲ့ကြတယ်။အင်တိုင်းရွာရဲ့မင်းလာဆောင်ကိုရောက်တော့ဟာဟိုမှာတောင်ထုံးသားတွေလာပြီဟဲ့။လာကြကွာသူတို့သားကျော်ဆန်းမင်းတို့ကိုမျှော်နေတာ။အင်တိုင်းရွာသားတွေကမျက်မှန်းတမ်းမိနေတော့မောင်တို့တို့နှစ်ယောက်ကိုဝမ်းသာအားရကြိုးစိုးကြတယ်။သူတို့သားကျော်ဆန်းကလည်းမောင်တို့တို့ကိုမြင်တော့ဝမ်းသာတကြီးနေမင်းတို့လာမှလာပါမလားလို့ကွာ။ ငါတို့လာမယ်လို့ကတိပေးထားတာပဲကွာအဖြစ်ဖြစ်အောင်လာမှာပေါ့အေးအေးအခုတော့ထမင်းစားကြအောင်မင်္ဂလာပွဲပြီးမှဝိုင်းတည်ကြမယ်သတို့သားကြော်စမ်းစကားကြောင်းမောင်တို့တို့ပြောပြီးတော့ခေါင်းညိတ်ကြတယ်သူတို့ရောက်လာတဲ့အချိန်ကနောက်ကျတာကြောင့်ဧည့်သည်တွေအတော်နေနေပြီဒါငါညီတို့အခုတော့လိုက်ဖို့မင်းရွာသားတွေကမောင်တို့တို့ကို ထမင်းဝိုင်းစီကိုခေါ်သွားကြတယ်မင်္ဂလာဆောင်မှာဝတ်သားချက်ပဲပြုံးနေဟင်းကျူရီတည့်ရချင်းတို့တို့နဲ့ကျွေးမွေးကြတယ်မောင်တို့နဲ့မောင်ဦးနဲ့ဆာဆာနဲ့ထမင်းတွေကိုစားလိုက်ကြတယ် စားလို့ပြီးနေတော့သူတို့ဟာစောင့်နေကြတဲ့ရွာသားတွေကလာငန်းကြီးတို့ဒီဝိုင်းပြီးရင်တခြားဝိုင်းပြောင်းကြမယ်။ဟိုတည့်ရပင်အောင်မှာအခုတို့ဝိုင်းတည်ထားတယ်ကွာ။ရွာသားတွေနောက်မှာမောင်တိုးတို့လိုက်ကြတယ်။ရွာသားတွေကသူတို့နှစ်ယောက်ကို အတော်ခင်နေကြပုံပဲ။ရိတ်ရတဲ့တည့်ရပင်အောင်မှာတော့လူထိုင်လို့ရစီရန်ဖြာချမ်းတွေခင်းထားပြီးတော့စပွဲဝိုင်းတစ်ဝိုင်းနဲ့ချထားပြီးရောတယ်။အဲ့နေရာကနေမင်းလာဆောင်မနဲ့ကိုလည်းမြင်နေရတယ်။ထိုင်ကြကွာ။မောင်တိုးတို့လည်းရွာသားတွေနဲ့ဝိုင်းဖွဲ့ကထိုင်လိုက်တော့တယ်။ ရွာသားတဦးကထက်ညက်ရက်တွေကိုငှဲ့ပေးရင်းနဲ့မိုင်းညီတို့ကတောင်ထုံးရွာဖွားမိတ်ဆင်ဆိုတဲ့အမေကြီးနောက်ကိုလိုက်နေကြတာမဟုတ်လားဟုတ်ပါတယ်ဘာလို့လဲဗျ။အော်ဘာမှမဟုတ်ပါဘူးကွာ။အမေကြီးကတိတ်ဆွမ်းလာလို့ကြားဘူးလေကွာ။အမေကြီးနောက်လိုက်ရင်ကြုံခဲ့ရရလေးပြောပြကြပါလားကွာ။အကိုတို့လည်းကြားဘူးသွားတာပေါ့။ကိုမောင်ချိုးတို့ကတော့စကားပြောတော်ချက်ပြောဟုတ်တယ်ကွာ။ငါတို့လည်းသိကျင်နေရ ပြောပြလို့ရရင်ပြောပြပါလားကွာရွာသားတွေကတိကျနေကြတော့မောင်တို့နဲ့မောင်လေးတယောက်မျက်နှာတယောက်ကြည့်ကြတယ်ပြီးလေမကဲပါမောင်တို့ရာမင်းပြောပြလိုက်စမ်းပါအဲ့လိုမောင်ကပြောလို့မောင်တို့လည်းခေါင်းငိတ်ပြီးတိကျနေဆိုတော့လေပြောပြရတာပေါ့ဗျာအဲ့လိုပြောလို့ရွာသားတွေကဝမ်းသာသွားကြတယ်ဟေးဒါမှငါညီတို့ကမင်းတို့ကပြောစရာရှိကြတာပြောအရက်နဲ့အမီးအတွက်တော့စိတ်ချကုံသွားရင်ငါတို့ဖြည့်ပေးမယ် ခဏရဲ့အရက်ပလင်းတွေကတော့လက်ဘေးမှာနင်းကားလုံးရှိအမီးအဖြစ်လက်ဖက်တော့ဒီဘေးလိုအပြင်တော့ချက်တကောင်ကြော်ပြီးချထားတော့လေမောင်တို့ကလည်းဖွားမိစိနဲ့သူ့လိုလိုက်စင်ကအဖြစ်ပြက်တွေကိုပြက်လေကပြောပြနေခဲ့တယ်။ထညက်ရက်လေးကိုမောတောက်လိုက်အမီးစားလိုက်နေပြောစရာလေးပြောလိုက်နေအတော်လေးဟန်ကြနေရော်လေ။မောင်တို့တယောက်အရက်လေးဝင်သွားတော့ပြောရတာပူကောင်းနေသလိုနားထောင်သူတွေကလည်းစိတ်ဝင်စားပြီးနားထောင်နေကြတယ်။အဲ့ဒီလိုအရက်တောက်လိုက်နားထောင်နိုင်လုံးနေစင်တော့ မင်္ဂလာဆောင်အတွက်ဝိုင်းခုနေကြတဲ့လူတွေစီကဟေ့မီတဲ့ငါတောင်းတာပေးနော်မောင်ရင်ဒီနေရာမှာနေနေတိမယ်ဟုတ်တော့ကိုအောင်ထွေးရင်ကျုပ်ဘေးကပတ်စံရှိမှာလေအခုတော့မင်္ဂလာဆောင်ဝိုင်းခုနေလို့ထမင်းလေးစားနေရတာတော်ပြန်မာတော့တော့ကျုပ်ရှက်လို့ပါကောင်းမတည်ခြင်းနေရထင်နေအဲ့ဒီလိုအတန်တွေကြောင့်မောင်တို့တို့ကစကားဆပြတ်သွားပြီးတော့အတန်လာရာစီကိုကြည့်ကုန်ကြတယ် အသားမေမေရက်ခရှိရှိသမင်ဘုံတိုက်ကြီးနေပစိုးတူတူဝိတ်ကောင်အပေါ်ပိုင်းဖလာကြီးနေတဲ့လူကောင်သူ့ရဲ့မိမဖြစ်ရန်တူတဲ့အမျိုးသမီးကိုငေါဟေရိုက်ဟေဖြင့်ရံမှုနေတော့တယ်ဘိုးအောင်ထွန်းတောင်ကျန်းနေပြန်ပြီဟိတ်ကောင်နေဒီလူကိုအရက်တပလီပေးလိုက်စမ်းပါကွာသူတို့သားကျော်ဆန်းကမနေနိုင်စွာနဲ့မောင်တူတို့ဝိုင်းမှာထင်းရက်ရက်တပလင်းကိုယူပြီးတော့ပေးလိုက်တယ်အဲ့ဒီခါဘိုးအောင်ထွန်းဆိုတဲ့လူကကျင်းနဲ့ဟန်နဲ့လက်ထွက်သွားခဲ့တယ်ဒီဘိုးတော်ကြီးရတာမိမအတော်နိုင်တဲ့ပုံပဲပြ အမလေးကွာနိုင်တာလည်းမပြောနဲ့ဒါတော့ဒင်းကမိမတယောက်ပြီးတယောက်ယူနိုင်သေးတာကွာဗျာဒီလူကမိမတယောက်ပြီးတယောက်ယူတယ်ဟုတ်တလားမောင်တူကအော်အဆာနဲ့မေးလိုက်တော့ဗသားတွေကကောင်းကြီးထောက်ခံကြတယ်ဟုတ်တယ်ကွာဒါတတိယမြောက်မိမပဲပထမမိမကတော့သူ့တံမခံနိုင်လို့လူလောကကနေအစောကြီးထွက်သွားရှာပြီကလေးတွေလည်းဟိုရောက်ဒီရောက်ပေါ့ကွာဟောဒုတိယမိမလည်းအခုလိုပဲရိုက်လိုက်ရပ်ဖို့တောင်းလိုက်အဲ့ဒီတံကိုမခံနိုင်လို့ ထွက်ပြေးသွားတာဘယ်ရောက်သွားမှန်းကိုမသိပါဘူးကွာဒါကတော့တတိယမြောက်ပဲဟိဘလို့လာမယ်မဲမသိပါဘူးဟောဗျာဒီလိုအသားအမင်းလူကပိန်ရှိရှိသွားလေကွန်ကျိုးတွေမဲနေတဲ့လူတို့မှယူတဲ့မိမရှိသေးတယ်အော်ပါဗျာမောင်တို့ကလေကွာမင်းမဆိုတိုင်းသူများကိုပြောမနေစမ်းပါနဲ့မဟုတ်တာကိုကြီးအောင်ရလောကကြီးကမတရားလို့ပါဗျာဘာရီမတရားတာတော့ကွာခုပဲကြည့်လေဗျာအလုံးမရှိရဲ့အပြင မိမစီကနေအရဖိုးတောင်းတောက်နေရတဲ့လူတော်မိမတွေပြောင်းပြီးယူနိုင်သေးတာကျုပ်ဆိုလူချောလူကောင်းလေးအလို့ဆိုလဲလောက်တာမှပြောမနေနဲ့ဥပိုးတောင်းနွားနေတော့ပြန်ယုံနိုင်သေးတယ်အဲ့ဒီလိုလူသားယူခြင်းနဲ့မိမမရှိဘူးလေဒါမတရားတာပဲဗျဟာဟာဟာတကယ်ကောင်ကပြောလေပြောတတ်တယ်မောင်တိုးစကားကိုအလုံးကသဘောကျပြီးတဟာကြီးမောကုန်ကြတယ်အဲ့လိုနဲ့ထញ្ញက်ရဲ့လေးတောက်လိုက်စကားပြောလိုက်နေနေပင်ဆောင်းလာခဲ့တယ်ကဲငါကောင်နေ မင်းတို့တို့ရမှာပဲအညာကြီးလိုက်တော့မအိတ်တော့ပါဘူးဗျာဟာအိတ်တော့ပါကွာမင်းတို့ဒီလိုပုံစံကြီးနေတော့မပြန်ကြပါနဲ့ပြန်နိုင်ပါလေဗျတို့တို့ဒီလောက်လည်းမမူပါဘူးပြောမရလေပြန်ကြကွာဟောဒီလက်ကြံတပလင်းတော့ကိုအောင်တောက်ကြအောင်တောက်ပါကိုအောင်တောက်ပြီးမှပြန်ပါဗျတတို့သားကျော်စံကတားမရတဲ့မောင်တိုးတို့နေရောက်ကိုရက်တာအဝတိုက်နေခဲ့တယ်အတော်လေးပေါင်လာတော့မောင်တိုးတို့လည်းတတို့သားနဲ့ရွာသားတွေကိုနှုတ်ဆက်ပြီး ရွာလေးနဲ့ပြန်ဖို့ပြေးကြတော့လေနေအောင်ကွာရော့ဒါမင်းတို့လမ်းမှာတောက်ဖို့ယူသွားကြကျေးဇူးတင်နေကွာငါ့ကိုလမ်းမှာထပ်ပြေးလို့ရတာပေါ့အေးအေးဒီချာလေးပြန်ကြအောင်မင်းတို့ရွာကိုပြန်နိုင်တာတေးကြရင်နော်တေးကြပါလေကွာထញ្ញက်အရဲ့နှလုံးကိုကြော်စမ်းအလေးပေါ်တင်ပေးလိုက်တယ်အချိန်ကတော့လပင်ကောင်းကင်ပေါ်မှာနေရယူနေပြီဖြစ်ပြီးတော့မောင်တို့နဲ့မောင်တို့ကတော့အရဲ့မူးမူးနဲ့လက်ကောက်မောင်းလာခဲ့ကြတယ်ပင်တိုင်းရွာအထွတ်တင်းတိုင်းသားကိုရောက်တော့အတော်လေးမောင်းနေခဲ့တယ် ကိုကြီးကမောင်းနေရဲ့နော်မိတို့ထုံးကြမလားသုံးမနေနဲ့ကွာဒီလမ်းတွေဆိုတာငါတို့မျက်စိမိတ်တောင်မောင်းသွားလို့ရတယ်မောင်းဦးစကားအတိုင်းနွားလေးကိုဆက်မောင်းလာခဲ့တယ်တင်းတိုင်းကိုဖျက်ကျော်ပြီးရဲ့နောက်တော့အရှိမလူတယောက်တားနေရဲ့ဗျမောင်းနေတော့လေလမ်းအောင်ကြောင့်မြင်နေရတယ်လူကောဟုတ်ရဲ့လားအင်းတိုင်းကတင်းတိုင်းကအချောက်လန့်ပေါ်တယ်ကွာမတည်ဘူးလေဗျာနေနေငါသွားမယ်မောင်းဦးကဝရင်တို့ကိုယူပြီးတော့နွားလေးဘဝနေခုံစင်းလိုက်တယ် ောင်တူလေးနွားလေးကိုရက်ပြီးမောင်ဦးနောက်ကနေအထူလိုက်ဆင်းလာခဲ့။ဟေးဘဲကောင်လေးကွာမောင်ဦးကဝရင်တို့ကြီးကိုရွေးပြီးတော့မေးလိုက်တယ်။နွားလေးကိုတားသူကလည်းဟာကြီးကိုကုံပြီးတော့အရက်အရက်တောက်ချင်လို့အဲ့ဒီလိုအတန်ဝဝကြီးနဲ့ပြောလာတယ်။လိုက်အောင်အောင်မှအဲ့ဒီလူရဲ့သွားမဲမဲကြီးတွေနဲ့ရုပ်သူညာကြောက်စပွဲကောင်းနေခဲ့တယ်။တရေကအရက်လာတောင်းနေရလို့ကွာ။ဒါပဲရမဲကွာ။မှလေးပြဟင်မောင်ဦးရဲ့ဝရင်တို့နဲ့အတီးခင်ရတော့ အမလီပြလို့អော်ပြီးတော့နေရာမှာလေးချသွားတော့တယ်။မောင်တို့ကမောင်ဦးကိုတားချိန်မေးမရလိုက်တာကြောင့်ကြောင်ဟန်ပြီးကြည်နေခဲ့မိရဲ့။တတိဝင်လာချိန်မှာကိုကြီးကဘလို့မဲလူကုန်တော့မဲမင်းအသာနေစမ်းမှာမောင်တို့ရာဒီလိုတရေကိုဒီလိုဆုံးမပြရမှာကွာ။ဖွားမယ်စင်ရဲ့သားတွေကဘာများမှတ်နေလဲ။အဲ့လိုမောင်ဦးကလေးတန်းချင်ချင်းနဲ့អော်ပြောနေတယ်။မောင်ဦးရိုက်ချက်ကြောင့်ပြည်ပြုံပေါ်မှာတအီအီညင်းညူတန်းတွေထွက်ပေါ်လာပြီးဒါလူပြတရေမဟုတ်ဘူး။ ိတ်လိုမောင်တို့ကပြောလိုက်တော့မောင်ကအမူးကြီးပြေးသွားပြီဟေးအဲ့ဒီလိုပြောပြီးတော့ပြည်ပြင်ပေါ်မှလူကိုယ်သာတေချာငုံကြည့်တော့လေဟုတ်တယ်ကိုကြီးဦးတေချာကြည့်ဦးဗျဒါတေးရဲမဟုတ်ဘူးနေကင်းတော့ကကျိုးတို့တွေ့တဲ့ဘိုးအောင်ထိုးဆိုတဲ့လူဗျဟာသွားပြီဟေးအခုမှတော့လက်မနေနဲ့တော့ဒီလူကြည့်ရတာကိုကြီးဦးရိုက်လိုက်လို့ခေါင်းခွဲပြီထင်နေလာဗျမားထူလိုက်ကျိုးတို့ရတယ်ပြန်တယ်မှဖြစ်တော့မင်းအေးအေးပါကွာ မောင်လေးကြောက်ကြောက်လန့်လန့်နဲ့ဘိုးအောင်ထိုးကိုမောင်တို့နဲ့အတူတွေ့ပြီးတော့လဲပေါ်တင်ပြီးနှွားလေးကိုအင်းတိုင်းရွာလေးကိုနှွားလေးကိုအင်းတိုင်းရွာလေးတို့အတော်နေ၍စီးစရာအင်းကိုရှာရတော့တယ်စီးစရာနဲ့ဘိုးအောင်ထိုးကိုပြနေချင်းကျော်ဆန်းတို့ရွာသားတွေအပြေးရောက်လာခဲ့ကြတယ်ဘလူဖြစ်ကြရတယ်ကွာပြောမပြောချင်ပါဘူးကွာပြောပါမောင်ရဟိုမှာဘိုးအောင်ထိုးမင်းမထမိန်ဆွဲပြီးလိုက်လာပြီကွာအဲ့ဒီခါမှာမောင်လေးဖြစ်သမျှကိုရှင်းပြလိုက်ရတယ်ဟေးကွာမင်းတို့နေမှာဖြစ်တတ်ပါပြီလေ ဟေးငါလင်ကိုရိုက်တဲ့တရားသားတွေနင်တို့ကိုမကြည့်နိုင်ဘူးခဲ့တရွာလာပြီးငါလင်ကိုရိုက်ရတယ်လို့ဒေါ်မီတန်တောင်းချမ်းနေရောလူယောက်ျားဘိုးအောင်ထူကတော့ကောင်းမဆေးတွေစီးထားပြီးငုံငူကြီးထိုင်နေခဲ့တယ်။တကြီးဘလို့လှုပ်ပေးမှလဲပြောဒင်းတို့ကြုံမကြည့်နဲ့ဘူး။ဟဲ့မိတန်ဒါသူတို့အမားလဲမဟုတ်ဘူး။နင့်လင်ကိုယ်တိုင်ကတည်ရဲလူလူဘာလူလူနဲ့တင်ချိုင်တာတွားနေတာနင့်လင်မားတာပဲ။မိတန်ကိုဒါမျိုးပြောလို့မရဘူးတကြီး။ကြုတ်တာမရရတဲ့ကြုတ်လင်ကို ။ဒင်းတို့ရိုက်လိုက်တာလေ။ဒေါ်မီတန်ကိုဘသူမှပြောရင်မရဖြစ်နေခဲ့တယ်။မောင်ကမျက်နှာငယ်ကလေးနဲ့ထိုင်နေရှာတယ်။အေးဒါဆိုရင်လေတောင်ထူးရွာတကြီးဥနောင်ချိုးပဲခေါ်ရတော့မှာပေါ့။လာကြစမ်းဟိ။ရွာသူကြီးဥဖိုးမန်ကရွာသားတွေကိုခေါ်လိုက်တယ်။တောင်ထူးရွာသူကြီးကိုအချိုးချောင်းပြောကခေါ်ခဲ့ဖို့ရွာသားသုံးယောက်ကိုလွတ်လိုက်တယ်။မောင်တိုးနဲ့မောင်ကတော့ကောင်းကြီးငုံပြီးစိတ်ပြက်လက်ပြက်ထိုင်နေကြတော့တယ်။ဘာမှစိတ်မညစ်ကြပါနဲ့ကွာ။မင်းတို့အတွက်ငါတို့ရှင်းပြပါမယ်။ ဒီဒေါ်မီတန်းကလည်းအကျေကိုခြေလုံးပါလေဟုတ်ပါကွာဒီမင်းမတော်တော်ဆိုးတယ်ရသားပြီကတော့မောင်တိုးတို့ကိုအားပေးကြရှာတယ်အတော်လေးကြတော့နွားလေးတစ်စီးနဲ့ရွာသူကြီးဦးနှောင်ချိုးတို့ရောက်လာခဲ့တယ်အချိန်ကတကောင်ဟိုပင် ရောက်နေပြီဖြစ်တော့လေရွာသူရွာသားတို့နဲ့မောင်တိုးတို့ကိုခင်းနေတဲ့ရွာသားတွေကအင်ကိုပင်မပြောင်းကြသေးဘူးတကြီးဦးဖိုးမန်ကလည်းသူ့ရဲ့အင်ဝိုင်းလေးကိုမိတုတ်တွေတေးချထိုးရှာပေးရှာတယ်ဟာဗျဖွားလေးလိုက်လာတာပဲ အချိန်မတော်ကြီးဗျာဒီထိလိုက်လာရရင်လို့တကြီးဥဖိုးမန်ကလက်ပေါ်မှာဆင်းလာတဲ့ဖွားမေစင်ကိုပြောလိုက်တယ်။တကြီးဥဖိုးမန်အတန်းကြောင့်မောင်တို့တို့လည်းမှုတ်ကြည့်အောင်ဖွားမေစင်ကိုမြင်တော့မျက်နှာလေးတွေငေးကုန်နေမလိုက်လို့ဘယ်ဖြစ်မလဲကွ။ဒါဖွားသားတွေလေမောင်ရင်ရဲ့မောင်နှောင်ချူရလေမင်းအတိုင်းပဲအကျိုးကြောင့်လာပြောပြီးမလိုက်ဖို့ပြောသားပဲကွ။ကဲပါကွ။တပတ်ကဘလို့ဖြစ်ကျင်တာတဲ့တော့ဟဲ့မိတန်လာဖွားခေါ်နေရလေလာခဲ့ တကြီးဦးဖိုးမန်ကတော်မီတန်းကိုခေါ်လိုက်တယ်။မိတန်းကဖွားမယ်စိန်ကိုမြင်တော့ချူတူရှန်တန်ဟန်နဲ့ဒီဒီကောင်လေးတွေကဖွားသားတွေလားတော့ဟုတ်တယ်လေနင်မသိဘူးလား။ကျုပ်မသိလို့ပေါ့တကြီးရဲ့။ဟောဗျာဒီတူအားလုံးသိတယ်နင်မဲမသိတာ။ကဲပါကွယ်ဖွားသားတွေဆိုပေမဲ့သူတို့အမားအတွက်ဖွားတို့ညီးချင်တဲ့အောင်ဘာများလုပ်ပေးရမလဲ။အဲ့ဒါပြောလိုက်လေမိတန်း။နင်မဲအစိုးရမကြည့်နဲ့ဘူးဆို။ဟင်းဖွားသားတွေမဲမသိလို့ ကျုပ်ဒေါသထွက်မိရပါတော့အခုလိုတီးတော့စီဘွားကလည်းရောပေးရင်ပဲကျုပ်ကြည့်နေပါပြီဟာဒါများငါပေးလို့ရပါတယ်နေကောအတော်အကျဲ့ချဲ့ချင်နေရရွာသူကြီးအဖိုးမိုင်ကောင်ဒေါ်မီတန်းကိုမကြည့်မနဲ့ပြောလိုက်တယ်ကဲရော့ဒီလောက်ဆိုရင်ညီကြည့်နေလားဖောမေစိန်ကသူ့ရဲ့ကြီးလွယ်အထေကနေငွေဆက်ကိုအချို့ကိုဒေါ်မီတန်းကိုပေးရော်တယ်ဒေါ်မီတန်းကလည်းငွေဆက်ကိုတွေယူပြီးတော့ကျင်းနေပါပြီအဲ့ဒီလိုပြောလိုက်တယ် မောင်တူးနဲ့မောင်ဦးကတော့ဘာစကားမှမပြောရဲကြဘူး။ကိစ္စပြီးပြီဆိုရင်ဖွားလို့လည်းပြန်တော့မယ်ကွယ်။မောင်ရင်တူးနဲ့ပဲဖွားလိုက်ခဲ့မယ်။ဖွားမယ်စင်ကမောင်တူးတို့နွားလေးနဲ့အတူလိုက်ခဲ့သလိုတကြီးဦးနောက်ချိုလေးလိုက်ခဲ့တယ်။လာစင်ကနွားလေးကိုတော့အရင်ပြန်နေစေတယ်။မင်းတို့ကောင်းနေကွာ။ပြောလို့တောက်တာလဲတောက်ဖို့အခုလိုပြဿနာရှာရတော့ငါလုံးဝမကြိုက်ဘူး။ရွာရောက်တာနဲ့မင်းတို့အပြစ်ပေးမှရမယ်။ငါရင်က၆ပေါက်တုံးကတော့မင်းတို့အတွက်ဖြစ်ပြီပေါ့ကွာ။ကျုပ်တို့အပြစ်ကိုလက်ခံမှာပါတကြီးက။ နောက်ပြီးဖောက်လေတောင်းပန်ပါလေ။ဒါကြုံမားတဲ့အမပါ။မောင်တို့နဲ့ဘာမှမဆိုင်ပါဘူးဗျာ။ဖောက်ကနားလေပါလေ။လူငယ်တွေပဲဒီလောက်တော့ဖြစ်တတ်ပါလေကွ။ဖောက်စိတ်မဆိုးပါဘူး။မောင်ရင်တို့အတွက်လှုပ်ပေးတင်တာကိုလှုပ်ပေးုံနေမှာ။ဖောက်မေစင်ကခွလွတ်တယ်ဆိုပြီးတော့မောင်တို့တို့မှဝမ်းသာသွားတယ်။ဒါပေမဲ့တကြီးဦးနောက်ချိုးပေးတဲ့အပြစ်ကိုလည်းခံကြရပြီဦးမေ။တကြီးဦးနောက်ချိုးအင်ကကျွန်းသားနယ်ထုတ်ထားတဲ့၆ပေါက်တုံးကြီးကတော့သူတို့ကိုစောင့်ကြိုနေတယ်။ 6ပေါက်တုံးဆိုတာကလည်းအများနာလေအောင်ပြောရရင်တော့ထိတ်တုံးပါပဲရွာကိုအုပ်ချုပ်တဲ့တကြီးတိုင်းလူလူမှာတော့6ပေါက်တုံးရှိတယ်ရွာမှာရှိတဲ့စိုးတန်းတဲ့လူဆိုးလူမိုက်တွေကိုတော့6ပေါက်တုံးခက်ရည်အပြစ်ပေးရတယ်အခုလေတရင်နဲ့လူမကွဲပဲမားရိုက်မိတဲ့အပြစ်ကြောင့်မောင်တို့နဲ့မောင်တို့6ပေါက်မှာအခက်ခံကြရရတယ်အပြစ်ပေးခြင်းကိုဖွားမယ်စင်ကဘလို့မှမမပြောရွာရောက်တာနဲ့ဖွားမယ်စင်အင်းကိုအရင်ဆုံးနှွားလေးနဲ့လိုက်ပို့ကြတယ်ပြီးမှရွာသူကြီးဦးနောက်ချူရဲ့အင်စီကိုပြန်လာကြတော့တယ်ကဲ မင်းတို့ကောင်းနေဒီညတော့ဒီမှာအိပ်ပြီးတော့မလက်ဖြဲကြရင်တော့ရွာရေမြောင်းနေစေဖို့ပြင်ထားကြဟူးဟုတ်ကဲ့ပါတကြီးရဲ့စိတ်ပြက်လက်ပြက်နေတကြီးဥနောင်ချူကိုဖြေးလိုက်ကြတယ်တညာလုံးခြေကိုက်ခံ၍မတက်မသာအိတ်ကြရသလိုဝိုးလင်းနာနေပေါက်ပြားတွေယူပြီးတော့မြောင်းစင်ကြရပြီးရောတယ်ပရိသတ်များရှင်စိုင်းဆရာမရင်မင်းကပ်လူရေးသားထားတယ်တင်းញိုင်းထိတ်ကလူဆိုတဲ့ဇလန်လေးရတော့ဒီမှာလေးပြီးဆုံးသွားပါပြီ နားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီရိုင်းကို အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။